သူကျွန်တော်ဖြစ်တာကိုမြင်မြင်ရမြင်မြင်ခဲ့တယ်ကျွန်တော်ဟဲ့မင်းဘာလို့အဲ့လိုကြီးဖြစ်တာလဲလက်နဲ့ချလိုက်ရင်ပြီးရောလို့ပြောတဲ့ကိစ္စကိုကျွန်တော်တနက်ကဂျမ်းဖြစ်နေတာတော့ဘာလို့သိရလဲကျွန်တော်မပြစ်ပါဘူးလို့သူတနက်ကိုမိုးပေါ်ထောင်ဖို့တော့ဘရုံးဆိုပြီးတော့ဆောင်းရင်ကောင်းနေတဲ့နေ့ 89မှာဖမ်းဆီးရမိတဲ့စစ်တုပ်ဘန်းတွေကသူတို့နောင်တရတယ်ပေါ့ဒါကတော့ဖမ်းမိတဲ့ကောင်တိုင်းပြောတာပဲဒီအချိန်မှာအနေအစားချအောင်ရှင်းရင်းပြောရင် short gun ထိမှဆိုးလို့เนาะယူညုံဆောင်တဲ့ကောင်တွေအခုရှိတယ်အများစုကတော့ယူညုံဆောင်တဲ့ကောင်တွေများတယ်ဘာဖြစ်လို့လဲတကယ်မှားမှန်းသိလို့ရှင်အစတည်းအလုပ်စရာအကြောင်းမရှိဘူးဟုတ်တယ်เนาะအစတည်းလုပ်ဆောင်ကြီးတိုက်ပွားမှာကြီးကုန်မှာထွက်လာပြီးတော့လက်နဲ့ချတယ်မှားတယ်ဆိုတဲ့ကောင်မျိုးကိုရှင်းရှင်းပြောရင်ကျွန်တော်တို့ကသေတံအောင်ပေးတင်တယ် ာဒီနေ့သတင်းထူးခြားတဲ့ဟာလေးကတော့ဗာလဲဆိုတော့ဒါတမခွန်ခွန်တမမှုပေါ့နော်ဖန်စီခံရတယ်တော်လိုင်းတက်ဖွဲ့တွေရဲ့ဖန်စီချင်းခံရတဲ့စစ်တုံပန်းဘုံမှုချုပ်အောင်တပ်ဦးပေါ့နော်အဲသူနဲ့သူ့တုံပန်းနေရတဲ့နောင်တရပါပြီပေါ့နော်အဲစစ်ကောင်စီရဲ့ခုနလိုလူမဆန်တဲ့လောက်ရက်တွေကိုသူတို့လုပ်ခဲ့ရတဲ့ဟာတွေကိုနောင်တရပါပြီဆိုပြီးတော့ဒါပြောတယ်ဆိုတဲ့ဟာကိုဒါကာကွယ်ဝင်ကြီးကျောင်းဦးရင်မူကပြောပြတယ်ပေါ့နော်ပြောပြအဲဒီကောင်နေနောင်နာရပါပြီဆိုပြီးတော့ပြောတဲ့ဟာကဘာကိုလဲဆိုပြီးတော့ကျွန်တော်စဉ်းစားမိရပါတော့ဘာလို့လဲဆိုတော့ ဒီလိုမျိုးလက်လက်ချအညံ့ခံလိုက်ရတယ်သူတို့ဘာမှမတတ်နိုင်တော့လို့ဖန်ခံလိုက်ရပြီဆိုမှပြောတဲ့စကားတွေလားဆိုပြီးတော့လေဒါကျွန်တော်စဉ်းစားမိတယ်ဘာလို့လဲဆိုတော့၄နှစ်တောင်ကြာခဲ့ပြီလေနော်၄နှစ်တောင်ကြာခဲ့ပြီပြည်သူတွေကိုရဲဆက်ဆက်လုံနေတဲ့ဟာတွေပုံကျဲတိုက်ခိုက်နေတဲ့ဟာတွေအဲပြီးတော့အများကြီးပဲပေါ့နော်အဲပြီးတော့ဒါဆင့်မှုမထမ်းကျင်လို့ရှောင်ပြေးရတဲ့ဒါလူငယ်တွေအများကြီးရှိတယ်ပြီးရင်ရှောင်ပြေးလို့မရလို့အာလုံးဝမရှောင်တိန်နိုင်တဲ့သူတွေကိုကြတော့လေအိမ်ပေါ်ထိပါတက်ပြီးတော့ အာဆွဲလာရန်လာနဲ့အတင်းအဲ့တော့မှစစ်မှုထမ်းခိုင်းတဲ့ဖြစ်စဉ်တွေကလည်းအများကြီးရှိတယ်ပေါ့နော်ပြီးတော့ကြတော့နေရာဒေသအနှံ့မှာပေါ့နော်အစစ်ကောင်စီရဲ့အာနိုင်တဲ့စီနေပြုခံမှုကြောင့်မလို့တည်ဆုံးသွားတဲ့ပြည်သူတွေကလေးတငယ်တွေအများကြီးရှိတယ်ဘုံကျဲခံရတဲ့စစ်ဆောင်စခန်းတွေတောင်ရှိတယ်တာရီဖိုင်နဲ့ပြစ်ခံရတဲ့စာတင်ကျောင်းတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးအနေထားမှာအဲသူတို့ကအချိန်၄နှစ်ကြာသည်အထိမင်းအောင်မင်းအောင်လှရဲ့အာခိုင်းစေတဲ့အမိန့်တွေကိုလိုက်နာပြီးတော့ဒါပြည်သူကိုရဲဆက်ဆက် လောက်ခဲ့တာပေါ့နော်အပြင်ဒေါ်လာရေးတက်ဖွဲ့တွေကိုတိုက်ခဲ့တယ်အဲ့တော့သူတို့တွေအဲ့လိုမျိုးမတိုက်နိုင်တော့ဒါမြို့ကနေပြီးတော့ဒါဂျပန်လမ်းကိုသွားတယ်အဲသွားပြီးတော့အဲ့ရနေမှာတစင်ထွက်ပြေးကြထွက်ပြေးတဲ့ကဒါနာမှာဒေါ်လာရေးတက်ဖွဲ့တွေကလက်ရဖမ်းဆီးနိုင်ခဲ့တယ်ပေါ့နော်အဲ့ဒီအချိန်မှာကိုပဲဒါရီယော့ဂျီရတယ်ဘာပြောကြလဲဆိုတော့တက်ဖွဲ့တွေစီကပြန်တိရတဲ့စကားပေါ့လေနော်အဲတပ်ဖွဲ့တွေကပေါ့နော်တာလုံအင်အားနဲ့တိုက်တယ်တိုက်တယ်ဆိုပြီးတော့ပြောတာ哦အဲဒါသူတို့ဘက်ကဝါလာဖြန့်တာ哦ဖြန့်တော့ကြတော့သူကမေးကြည့်ရတဲ့ဒါတပ်ဖွဲ့တွေမေးကြည့်အောင်အာ ဟိုသူတို့စီကိုဘလောက်နဲ့လာတိုက်တာလဲဆိုတော့အ2 point ကို10ယောက်15ယောက်13ယောက်ဒါမျိုးပုံစံမျိုးနဲ့တိုက်တာဆိုတော့သူအောက်မှာရှိတဲ့ 2S ကိုဆဲတာပါပြောမင်းပြောတော့ကြတော့အယောက်90ဆိုအခုကြငါတို့လာတိုက်တာ10ယောက်ချွန်နဲ့လာတိုက်တာအဲ့လိုမျိုးပုံစံမျိုးပေါ့နော်ဒါ तू ကဖမ်းခံရတဲ့ချိန်မှာကိုပဲ तू ကအဲ့လိုမျိုးပုံစံမျိုးဖြစ်နေတဲ့ဒါစစ်ကောင်းဆောင်တယောက်ပေါ့ဗျာဒါပြီးလို့ရှိရင်တို့ကတို့ရဲ့အခက်အခဲရှိကိုလည်းတဲ့လေကျွန်တော်တို့ရမီရဲ့ချိန်ပေါ့ ကျွန်တော်တက်ခွဲမှုပေါ့သူတို့ဘက်ကရင်ဆိုင်ရတာတရင်မှုပုံစံမျိုးသူရင်မှုပုံစံမျိုးရင်ဆိုင်ရတာသူတို့အယောက်20ကျော်လောက်ကိုကျွန်တော်တို့က90လောက်နဲ့တိတ်နေထင်ပြတကယ်တော့ကျွန်တော်က10ရောက်လောက်ပဲပါတာသူတို့ကသူတို့ကြောက်ပြီးပြီးရတယ်ခင်ဗျာတကယ်ဖမ်းမိစင်မှာသူတို့ရဲ့တမမှုကမေးတာခင်ဗျားတို့တဲ့အဲ့လိုကျွန်တော်တို့ရဲ့အမှတ် point ပေါ့ဟိုစုံသုံးလို့ခေါ်မယ်ပေါ့စုံသုံးဝဲထားလိုက်ပါတော့စုံသုံးကဘလူဘလောက်နဲ့တိတ်အောင်90ကျော်လားဟုတ်ခုကိုကျွန်တော်အပါဝင်မှာ73ရောက်ပဲရှိတယ် ဲ့တော့ तू อ่ะ तू ရဲ့သူရင်းမှုလားဘာကောင်လားပြီဆဲပြီတွေးလာမင်းပြောတော့90ဆိုတဲ့အဖအဖခံရတဲ့အချိန်မှာကိုရန်နေဖြစ်နေတာသူတို့ရှိရင်ဖြစ်တော့အဲ့တော့အဲ့စကောင်းဆောင်ကအခုအဲ့စကားမျိုးပြောတယ်သူတို့ရဲ့တုံ့ပန်းနေရတယ်အဲ့စကားမျိုးပြောတယ်ဆိုတော့ကျွန်တော်တို့နည်းနည်းတော့စဉ်းစားရတာပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့လုံးဝကျွန်တော်တို့လက်ခုပ်ထဲကတော်လိုင်းတက်ဖွဲ့တွေရဲ့လက်ခုပ်ထဲကရေဖြစ်ပြီးဆိုမှဒီစကားမျိုးထွက်လာလားဆိုပြီးတော့လေအကြောင်းက အာတွေးမိတာပေါ့လေနောက်တစ်ခုကဒါတစ်ဖက်ကပြန်စဉ်းစားမယ်ဆိုရင်လေသူတို့တွေတကယ်ကိုအမြင်မှန်ရသလားပေါ့နော်ဘာဖြစ်လို့လဲဆိုတော့နောက်ထပ်ဖြစ်စဉ်တစ်ခုမှပြောထားကြတော့လေသူတို့လိန်နေဟာပေါ့ဗျာအဓိကလက်ဒါ 2NC ရပေါ့နော်အဲကျွန်တော်တို့တွေဒါရင်းနဲ့ပတ်သက်လို့ဘာမှမသိရပါဘူးတဲ့ဒါဗလန်းတိုက်ပွဲမှာမိတယ် 2NC ရအဲ့လိုပြောတာအဲ့လိုပြော 2NC အဆင့်ဒါဒုတက်ရင်မှုအဆင့်ဆိုတဲ့သူတယောက်ကအဲ့လိုမျိုးမသိဘူးပြောတာကြီးကတော့လွန်တာပေါ့ဗျာလွန်တာပေါ့ဒါလိန်တာပေါ့နော် ဒါပေမဲ့အဲဥစ္စာတွေကိုကျွန်တော်တို့တပ်ဖွဲ့တွေကအယုံမလွယ်ဖို့လဲလိုတယ်ပေါ့နော်ပြီးတော့သူတို့တကယ်အမြင်မှန်ရပါစေလို့လဲအာကျွန်တော်တို့ကဆူတောင်းတယ်ဘာလို့ဆိုတော့တပ်ဖွဲ့တွေကတကယ်လူသားဆန်တာကိုအဲပြောရရင်ဗျာအဲတချို့တပ်ဖွဲ့တွေဆိုရင်ဘာပြောလဲဆိုတော့ကျွန်တော်တို့အဲ့လိုကြီးမိသွားပြီဆိုတော့ကြာတော့လဲတဲ့အာဟိုရဲဆက်ဆက်လှုပ်ဖို့အတွက်ကြာတော့အရင်စဉ်းစားရတယ်ကျွန်တော်တို့ကသူတို့လိုမှမဟုတ်တာတဲ့ကျွန်တော်ကရက်ဆက်ကြမ်းကြုတ်တဲ့ကောင်တွေမဟုတ်ဘူးလေတဲ့ပြီးတော့သူတို့မှလည်းမိသားစုတွေရှိတာဘူးတဲ့သူတို့ကိုကျွန်တော်ကဟိုပါဘောနော်အားမလို့အားများဖြစ်တာပေါ့မင်းတို့ဒီအဆင့်ထိရောက်အောင်ဘာဖြစ်လို့ခေါင်းမာကြတာလဲဆိုတဲ့အတွေ့ အဲအဲ့လိုမျိုးစိတ်ကတော့ဖြစ်တာပေါ့အဲတကယ်ဟိုဟာလောက်အောင်မယ်ဆိုတော့ကြာတော့တွေးမိတဲ့အတွေ့တွေကိုပြောပြကြတာဟိုအဲကျွန်တော်တက်ဖွဲ့တွေကအရန်လူသားဆန်တော့ဟိုအဲကြာဒီကောင်တွေကဒီဥစ္စာကိုအခွင့်ကောင်းယူမှလည်းကျွန်တော်ကစိုးတယ်ပေါ့နော်အဲနောက်တစ်ခုကဒါပြန်မလွတ်ပေးစေချင်ဘူးဆိုတာလေကျွန်တော်အတွေ့ထဲမှာဖြစ်မိတယ်အဲမလွတ်ပေးစေချင်ဘူးဆိုတဲ့ဟာအခုဆိုရင်ဒါဖြစ်လာပြီရပါခတိုင်မှုအဖြစ်ပေါ့နော်အဲဘုံမှုချုပ်အေမင်းဦးကိုခတ်အပ်တယ်တဲ့အဲအေမင်းဦးကဒါလောက်ကိုင်းမှာဒါ MND ကတိုက်တဲ့အချိန်မှာသူကဒီဘုံမှုချုပ်900မှတ်မိတယ်ထင်ပါလား အဲဒီလက်နှချအညံ့ခံတာပေါ့နော်ဖမ်းခံရတဲ့ဟာရှိတယ်လက်နှချအညံ့ခံတာရှိတယ်အဲကြအဲ့ထဲမှာလက်နှချအညံ့ခံတဲ့ထဲမှာဒီအိမ်မင်းဦးကပါတယ်ပေါ့နော်အဲ့အိမ်မင်းဦးကိုအခုရမခတိုင်းမှုဖြစ်ပြန်ခန့်တယ်ပေါ့နော်အဲပြောရရင်တော့အရင်တိုက်ခိုက်ခံလဲရတယ်ပေါ့နော်တိမ်ပတ်ခံလဲရတယ်ဒါလာရှိုးပေါ့နော်ရမခတိုင်းမှုဖြစ်အခုပြန်ခန့်တယ်ပေါ့ဒီလိုကောင်မျိုးပြန်ခန့်ရှေ့မှာလည်းအဲ့လိုမျိုးပြန်ခန့်တဲ့ဟာတွေရှိတာပဲကျွန်တော်တို့ရှေ့မှာပြောခဲ့ဘူးလေဒါမျိုးမင်းထွေးပေါ့နော်ဘုံကြုံမျိုးမင်းထွေးဆိုရင်နမခတိုင်းမှုဖြစ်ပြန်ခန့်တယ်အခုမုံရွာမှာပါရီလုံနေလဲမုံရွာမှာ ဒါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကိုတိုက်ဖို့အတွက်ကိုခံစစ်ပြင်နာမျိုးတွေလုပ်တယ်စုဖွဲ့ပြင်ဆင်တာတွေလုပ်တယ်ဇကိုင်းဘက်ကိုပို့မဲ့စစ်ကူစစ်ကြောင်းတွေကိုလက်ခံပြီးတော့ဖြန့်နေတာတွေလုပ်တယ်ပြီးတော့အနီးနားပတ်ဝန်းကျင်ကခြေရွာဒေသတွေကိုလိုက်ပြီးတော့ဘုံကျဲဖို့ပါရာမိုတာတွေနဲ့လိုက်ပြီးတော့ခိုင်းစေတာမျိုးတွေလုပ်တယ်အဲပြီးတော့အဲ့လိုမျိုးဟာတွေကိုဒါလုပ်လို့ရအောင်ဆိုပြီးတော့စစ်ကူစစ်ကြောင်းတွေလာလို့ရအောင်အဲ့လမ်းကြောင်းတွေမှာလမ်းလုံခြုံရေးယူပေးတာမျိုးတွေလုပ်တယ်ပေါ့နော်အဲပြီးတော့ဒါမုံရမျိုး ါမြို့ပေါ်နေရာတွေမှာဆိုရင်နှစ်ထပ်ဘန်ကမျိုးတွေကွန်ကရစ်ဘန်ကမျိုးတွေခေါင်ကရုတ်တွေဒါတွေနဲ့အစလုပ်ပြီးတော့ပြင်ဆင်ပြီးတော့တော်လိုင်းတပ်ဖွဲ့တွေတိုက်ခိုက်လာတဲ့အခါအသင့်ဖြစ်နေအောင်ဆိုတဲ့ပုံစံမျိုးတွေသူတို့လုပ်နေကြတယ်။ဒါဖမ်းခံရတဲ့စစ်တုံးမတိုင်းဘူး။အဲ့တော့ကျတော့ဒီကောက်ကိုပြန်ပြီးတော့ခန့်ပြီးတော့ဒီလိုမျိုးတွေလောက်ခိုင်းနေတယ်။ဘာထူးလဲကျွန်တော်တို့တပ်ဖွဲ့တွေကအစအနေပြန်တိုင်ရမယ့်ပုံစံဖြစ်နေတယ်။နောက်တစ်ယောက်ကတော့ဒါဘုံမှုချုပ်တန့်တင်ဆိုးဘူးပေါ့နော်။သူကတော့ဒါဟိုဘုံအကြောင်းကအကြောင်းကြီးနေနဲ့ပြန်ပြီးတော့ခန့်ခိုင်းရတယ်။အဲသူဆိုရင်လည်းအခုပါလို့နေလဲ။အဲသူတို့စီမှာရှိတဲ့တင်နန်းသားတွေပေါ့နော်။ အခုဆိုရင်အဲ့တင်တန်းမှာသူကအဲဒီတင်တန်းလာတက်ဖို့အတွက်ကိုပေါ့နော်အဲတင်တန်းလာတက်ဖို့အတွက်ကိုခေါ်တဲ့နေရာတွေမှာသူကအဲရေးဖြည်ရေးဖြည်တွေဘာတွေညာတွေသူကအစင်းစင်ဖြည်ရတာဟုတ်အဲတိုင်းအစင်ဘာအစင်အဲ့လိုမျိုးခရိုင်အစင်အဲ့လိုမျိုးအစင်းစင်ဖြည်ရတယ်ဒါပေမဲ့သူကနေပြီးတော့အစင်အထိတစ်ခါတည်းအောင်ပေးလိုက်တယ်အခုဆိုရင်အတိုင်းတွေဘာတွေကိုကြော်သွားတယ်ဘာဖြစ်လို့သူတို့မှလိုအပ်ချက်တွေများလာအဲ့ကြတော့သူကဒီသူ့တင်တန်းသားမြ мян ဖြစ်ဖို့အရေးကိုသူကအစင်နေကြော်ပြီးတော့ဒါလက်ခံတာတွေရှိလာပြီ ပြောကြတော့တင်တန်းတော့မပြီးသေးပဲနဲ့မြ мян တင်တန်းဆင်းပေးပြီးတော့ပေါ့နော်ရှင်တန်းနေရာတွေပို့ပြီးတော့တိုက်ပွဲဝင်ခိုင်းတာတွေရှိလာပြီအဲဒီလိုမျိုးកောင်မျိုးတွေကိုပြန်လွတ်ပေးလိုက်တဲ့အခါမှာတော်လိုင်းတပ်ဖွဲ့တွေကိုဒုက္ခပေးမဲ့အလုပ်တွေကိုပဲပြန်ပြီးတော့လိုက်နာလှုပ်ဆောင်နေတာတွေတွေ့ရတယ်နော်အောင်တဦးနဲ့အလုပ်ဒီတက်မှတ်89မှာဖမ်းဆီးရပြီတဲ့စစ်တုပ်ဘန်းတွေကသူတို့နောင်တရတယ်ပေါ့ဒါကတော့ဖမ်းမိတဲ့កောင်တိုင်းပြောတာပဲဒါပေမဲ့အဲ့ဒီမှာနှစ်ခုရှိတယ်ဖမ်းမိတဲ့កောင်တိုင်းပြောတာမှတ်မိမဲ့တကယ်တန်ဝင်ကရတော့ပြောတဲ့កောင်နဲ့နော် ဒီအချိန်မှာအနေအစားချအောင်ရှင်းပြောရင် shotgun အထိမှဆိုးလို့နော်ယူးညုံဆောင်တဲ့ကောင်နဲ့အခုရှိတယ်အများစုကတော့ယူးညုံဆောင်တဲ့ကောင်နဲ့များတယ်ဘာဖြစ်လို့လဲတကယ်မှားမှန်းသိလို့ရှင်အစအသေးအလုပ်ဆရာအကြောင်းမရှိဘူးဟုတ်တယ်နော်အစအသေးလို့ဆောင်ကြီးတိုက်ပွားမှာကြီးကုံမှထွက်လာပြီးတော့လက်နဲ့ချတယ်မှားတယ်ဆိုတဲ့ကောင်မျိုးကိုရှင်းရှင်းပြောရင်ကျွန်တော်တို့ကသေးတယ်အောင်ပေးတယ်ဒါအချင်းဆုံးပဲနောက်တစ်ခုကအခုလက်ရှိ MNDA ကနေလက်နဲ့ချအညံ့ခံရတဲ့ဒီဘုံမှုချုပ်တည်င်းကိုကျွန်တော်ဖတ်ပြပါမယ် ရှမ်းပြည်နယ်မြောက်ပိုင်းတွေမြောက်ပိုင်းတွေကိုကန့် MNDAA ထံလက်နက်ချအညံ့ခံခံတော့ဗိုလ်မှူးချုပ်အေးမင်းဦးဒီအရှင်းမြောက်တိုင်းစစ်ထဏာချုပ်တိုင်းမှုရာတို့ဖြင့်လာချိုးတို့ပြန်ရောက်လာပြီးလာချိုးစေးရုံဖွင့်ပွဲအပါအဝင်လာချိုးမြို့ပြန်လည်တိဆောက်ရေးကိုဥဆောင်လုပ်ကင်နေကြောင်းလာချိုးဒေတာပြည်သူများကပြောဆိုသည်ဂျမန်နေ့အပက်မေလ9ရက်နေ့လာချိုးပြည်သူစေးရုံကိုအရှင်းမြောက်တိုင်းစစ်ထဏာချုပ်တိုင်းမှုဗိုလ်မှူးချုပ်အေးမင်းဦးလာရောက်ဖွင့်လှစ်ခဲ့ပြီးမြို့ကိုလည်းလှည့်ပတ်စစ်ဆေးခဲ့ကြောင်းယနေ့လက်ရှိအချိန်ထိလာချိုးမြို့ တွင်ပင်တိုင်းဘူးဘုံဘူးချုပ်အင်းမင်းဦးရှိနေတဲ့ဖြစ်ကြောင်းလာချိုးမျိုးမှပြည်သူစုကပြောဆိုတယ်။မနေ့ကဆေးရုံဖွဲ့ဝဲတိုင်းဘူးလာတယ်ဒီနေ့အထိလဲလာချိုးမှာပဲဒီမှာပဲရုံထိုင်တော့မယ်လို့လဲကြားပါတယ်ဟုလာချိုးမှာဒေတာတရင်ရင်ကပြောဆိုတယ်။ MNDA ကအစ်တယ်လနှောင်းပိုင်းလာချိုးမျိုးပေါ်မှာစနစ်ရက်ကွက်မှာစုပ်ခွာသွားပြီးနောက်အရှိမြောက်တိုင်းတိုင်းဘူးဘုံဘူးချုပ်အင်းမင်းဦးမှာလာချိုးကိုပြန်လဲရောက်ရှိလာခြင်းဖြစ်ပြီးစီရီယံဘုံကြီးဇင်ယောကမူလာချိုးနဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ပြန်လဲအခြေစိုက်ဖွင့်လှစ်မိဟုတိရှိထားကြောင်းရန်ကုန်ခေတ္တတည်ထောင်ဌာနကပြောဆိုတယ်။ လာရှုံးမှာပဲယမခတိုင်စစ်ဌာနချုပ်ပြန်အခြေဆိုင်မယ်အစကမိုင်းရယ်နဲ့တန်ရမ်းမှာထားမလားရွေးပေမဲ့ဘယ်လိုဖြစ်သွားလဲတော့မသိဘူးလာရှုံးမှာပဲယမခတိုင်စစ်ဌာနချုပ်ပြန်ဖွင့်မယ်ဟုစီရီယံဘုန်းကြီးဇင်ယောကပြောဆိုတယ်လာရှုံးမြို့ကို2024ခုနှစ်ဩဂတ်လတွင် MNDA ကတိုက်ခိုက်တိမ့်မဲ့ပြီးတရုတ်ကြီးဂျာဝင်မှုကြောင့်ယခုနှစ်ဧပြီလတွင်ပြန်လည်ဆုတ်ခွာခဲ့ရခြင်းဖြစ်သည်လာရှုံးမြို့ကိုပြန်လည်တိဆောက်ရေးဥဆောင်ပြီးတော့တိုင်မှုဘုံမှုတို့အေးမင်းဦးတွင်မလအတွင်တိုင်မှုဖြစ်ခန့်အပ်ခံခံခဲ့ရခြင်းဖြစ်သည် ။ဘုံမှုချုပ်အေးမင်းဦးက2024ခုနှစ်ဇန်နဝါရီလ4ရက်နေ့ MDA ကလောက်ကင်ဒေတာကုတ်ကဲမှုစစ်ဌာနချုပ်ဒါကစကိုတင်ပိုက်စဉ်အမှတ်24စစ်စင်ကုတ်ကဲမှုဌာနချုပ်မှစစ်စင်ကုတ်ကဲရေးမှုဖြစ်တောင်းဝင်ထမ်းဆောင်အဖြစ်တောင်းဝင်ထမ်းဆောင်ခဲ့ပြီးဒေတာကုတ်ကဲမှုစစ်ဌာနချုပ်လောက်ကင်ဒေတာကုတ်ကဲရေးမှုဘုံမှုချုပ်မိုးတော်တူကိုကံကိုပိုင်အုတ်ထုတ်ခွင့်ရဒေတာဦးစီးအဖွဲ့ခိတ္တဥက္ကဋ္ဌဘုံမှုချုပ်ထွန်းထွန်းမြင့်တမ55ဌာနမှုဘုံမှုချုပ်ဇော်မျိုးဝင်း ်အမှတ်စနစ်စစ်စင်ကုကရေးဌာနချုပ်စစ်စင်ရေးကုကရေးမှုဘုံမှုချုပ်အောင်စော်လင်းအမှတ်16စစ်စင်ရေးကုကရေးမှုဌာနချုပ်စစ်စင်ကုကရေးမှုဘုံမှုချုပ်တော်စင်ဥရုနှင့်အတူ MNDA ဌာနနှင့်လက်လက်ချအညံ့ခံခဲ့သူဖြစ်သည်လာရှုမျိုးအခြေစိုက်အခြေမြောက်ပိုင်းစစ်ဌာနချုပ်ကို2024ခုနှစ်ဩဂတ်လအတွင်းဆုံးရှုံးခဲ့ရပြီးနောက်စစ်ကောင်စီကတန်ရန်မျိုးကိုအခြေစိုက်အခြေမြောက်ပိုင်းစစ်ဌာနချုပ်ကိုပြန်လည်ဖွဲ့စည်းခဲ့ပြီးတိုင်းမှုန်ဖြစ်ဘူချုပ်မြစ်တော်ထုံးကိုခန့်အပ်ခဲ့သည် ယခုနေ့ဖေဖော်ဝါရီလ28ရက်နေ့ရမခတိုင်းမှုဘုတ်ချုပ်မြစ်တော်ထုံးနေကြားဖြန့်တရုတ်ငွေလိန်ဂိုင်းများခံမှငွေကြက်သိန်းထောင်ချီလက်ယူမှုဖြင့်စစ်ကောင်စီကရာထူးမှဖယ်ရှားဖမ်းဆီးလိုက်ပြီးနောက်ဗိုလ်မှူးချုပ်အေမင်းဦးကိုရမခတိုင်းမှုတန်ရန်အသည့်ဖြင့်စစ်ကောင်စီကခန့်အပ်ခဲ့ခြင်းဖြစ်သည်။ကဲကြားပြရတဲ့အတိုင်းပဲနော်အဲ့တော့ MNDA အနေနဲ့လည်းမလုပ်နိုင်ဘူးလေ။ဟုတ်တယ်မတိုက်ပြီးလို့ရှိရင်လည်းမိခဲ့တဲ့တုံ့ပန်းအားလုံးကဒီတော်လိုင်းမပြီးပြတ်သေးတဲ့ကာလမှာလှုပ်ပေးတဲ့အကြောင်းမရှိဘူး။ တိုက်ပြီးတော့မိတဲ့တုံမန်းအောင်လေပောက်ပန်း40လက်လွတ်စပယ်လွတ်တဲ့ဟာအောက်ချီအတက်နဲ့ရည်ပြီးတိုက်ပြီးနေတဲ့ရဲဘော်တွေကိုကို့ရဲဘော်ကိုလီးလာပြတာလေအတူတူပဲလုံးဝမဖြစ်တဲ့ကိစ္စကြီးနော်အခုတောင်ပိုင်းတိုင်းမှာတောင်ပိုင်းတိုင်းအဖွဲ့တစ်ခုခေါင်းဆောင်ပြောကျွန်တော်ပြောဘူးလေကိုစည်းရဲ့ကျွန်တော်တောင်ပိုင်းတိုင်းလူပြောကန်ထိတယ်ဆိုတာအကြောင်းအရာမျိုးရှိတယ်အဲ့ထဲမှာဘာတွေရှိတယ်နော်ကျွန်တော်တို့တိထားတာတိထားပါတယ်ဘာကြီးလဲဆိုတော့ကျွန်တော်ကဒီစခန်းကိုအင်အားတရားရှိတယ်ဒီစခန်းကိုတိမ့်မယ် ဲ့တော့ဒီစခန်းကိုလစ်လာထားတယ်ဝင်ပေါက်ထွက်ပေါက်တွေရိတ်ခါလမ်းကြောင်းတွေဖြတ်တောက်ထားတယ်ပြီးလို့ရှိရင်ဒီစခန်းသိမ်းမှာကြာချိန်ဘယ်လောက်ရှိမှတွက်ချက်ထားတယ်ကြာချိန်ဘယ်လောက်မှကျွန်တော်တို့ရဲဘော်တယောက်ကိုကြည်ဘယ်လောက်တုံးမယ်နော်အဲစခန်းတက်သိမ်းနဲ့ကြာချိန်ဘယ်လောက်ထိုးစစ်ဘယ်လောက်အဲ့ကြာချိန်ဘယ်ချိန်မှပြန်ဆုတ်မယ်စတဲ့ဖြင့်ဒီကကုန်ကြစိတ်တွက်ထားတယ်အဲ့ဒီအချိန်မှာတဲ့အဲ့ဒီမြောက်ပိုင်းရနေလာတဲ့အခုတိုင်းမှုလို့កောင်မျိုးပေါ့နော်အဲ့လိုកောင်မျိုးတွေကို MNDA ကဖြစ်ဘာဖြစ်အဲ့ကပေးလိုက်တဲ့စစ်တုံးမှန်းကြီးလဲထားတဲ့កောင်မျိုးစစ်ကောင်စီကမင်းတို့ထောင်ထဲဝင်မလားရှေ့ထမ်းပြန်ထွက်မလားမေးတယ် တော့ဘယ်သူဖြစ်ဖြစ်ထောင်ထဲတော့ဘယ်သူမှမဝင်ဘူးလေရှေ့တန်းထွက်မယ်ဆိုတော့အဲ့ကောင်တွေအားလုံးကိုဒီအင်အားတရာကြီးတဲ့စခန်းကိုနောက်ထပ်တရာ200လောက်ထပ်ဖို့ပထမတုန်းကအင်အားတရာပဲရှိတာဘေးကဝိုင်းထားတာကိုခန်းနေရတယ်ဟောတုန်းကနောက်ထပ်အင်အားတရာနေရာထပ်ရအောင်ကတူကဘာလုပ်လဲအဝိုင်းခံထားတဲ့ဘဝကနေတူကစစ်ကြောင်းပြန်ထိုးတယ်အဲ့တော့ကိုကသူတို့ကိုတိန်းဖို့မဆုထားတဲ့ပြည်ဆံကသူတို့ထိုးလာတဲ့စစ်ကြောင်းကိုပြန်ခုခံစစ်အဖြစ်ပြန်တုံးလိုက်တာ။အဲ့တော့တိုက်ပွဲတစ်ပွဲတိမ့်ဖို့အတွက်ကျွန်တော်ကြည်ဘလောက်ပုံလဲ။အဲ့ဒီရမှုကြည်ကိုအသေးအတန်စုရတယ်။ကျွန်တော်ပြည်သူ့ကာကွယ်တပ်ဖွဲ့တွေစုတာ။ပြည်သူ့ထွေးတဲ့ဇာတ်နဲ့စုရတာ။ မင်းအောင်လှိုင်စစ်တပ်လို့နိုင်ငံဘန်နာကိုဖိကူးထိုင်ပြီးပေါက်မလေးစေလုပ်ခွင့်ရတာမဟုတ်ဘူးအဲ့တော့ဓမ္မသိဖို့အနေနဲ့ကနေခါဒီဂျီယူဓမ္မခုခံစစ်တပ်ပြန်တော့လိုက်တယ်ဟောတိုက်ပွဲရစခန်းမသိရတဲ့အဖြစ်ကြောင်းပြန်ပြပြွားရလာအဲ့လိုနဲ့ကျွန်တော်တို့ထိတာလည်းမနေဘူးဒါအဲ့တော့တောင်ပိုင်းမှာလည်းအဲ့ပြည်တနာလည်းအများကြီးကြုံရတယ်အဲ့ဒီလိုင်ကူရဲ့ဂုံးမောပထမဆုံးတက်ဖို့ဆိုလို့ရှိရင်ဘယ်လောက်ခက်ခဲလဲဆိုတော့လူရဲ့လက်တဖောင်ကျော်လောက်မြင့်နဲ့အုတ်ခွေ၃ခွေရှိတယ် ရန်သူရဲ့ပထမဦးဆုံးဖန်ကားကိုတက်ဖို့တော့ဟုတ်အဲ့ဥက္ကေသုံးဝေကိုကျွန်တော်တို့ယောမခိကလုပ်ပြီးလိုပဲလှေကားထောင်ပြီးတက်ကြတယ်ဟာအာတကယ်ရတော့မပြောတော့ဘူးပေါ့ကျွန်တော်ရဲဘော်ကြီးကျွန်တော်ကျွန်တော်ညီလေးလည်းပေးလိုက်ရတယ်နှစ်ယောက်ပေးလိုက်ရတခြားညီလေးလည်းပါတယ်ကျွန်တော်ဆိုကျွန်တော်တက်ခွဲရကျွန်တော်ကျွန်တော်ဆိုင်တဲ့ညီလေးပေါ့ပြီးကျွန်တော်ရဲ့အုပ်ချုပ်မှုအောက်မှာတခြားညီလေးလည်းပေးလိုက်ရတယ်ဘာတကောင်းလေးလင်းကျဲရလဲပတ်ဆက် ဒါပေမဲ့ကျွန်တော်တို့တကယ်ကိုကျွန်တော်တို့နိုင်တော့မယ်ဆိုတော့တေချာတဲ့အခါမှာကျွန်တော်ပြောချင်တာပေါ့လေစစ်ကောင်စီအကူကြီးတွေကိုကျွန်တော်တို့တကယ်နိုင်တော့မှတေချာတဲ့အချိန်မှာကျွန်တော်လင်းကိုလာစေချင်တာပေါ့ဆိုအဲ့လင်းကကျွန်တော်တို့မပြစ်ဘူးကို၃ချိန်၃ကားလုံးသူတို့လူသူတို့ပြစ်သွားတာကျွန်တော်အဲ့မှာလင်းမလာတော့ဘူးလားဟိုဆူတောင်းတဲ့အဆင်ကိုဖြစ်သွားတာဩလင်းလာစေချင်တာလင်းလာလေးပျော်လေးပေါ့ဟုတ်လို့ကျွန်တော်တို့မပြစ်ဘူးကျွန်တော်ပြပမှုတော့တော့မှားပြစ်တယ်ထင်တာ အမဟုတ်ဘူးနှာခေါင်းသုံးခေါက်ဆိုတော့တေချာပါပြီဟာသူတို့ကိုချိန်မုန်းနေတာဗောအဲ့ဆိုအခုကျွန်တော်တို့အရှင်ဖမ်းမိထားတဲ့ဘုံမူကြီးအောင်တဲ့ဦးလိုလဲအဲ့ဒါကိုအတီဆုံးဖြစ်မှာပါอืมเอ่อตุตุตรุโกมีได้ปုံสันจาบลุบลุမျိုးเลยส่งแล้วไปไล่เลยกูจนเราชาพั่วพั่นน่ะวะดาเว้ยอ่าตรุไล่กูอ่ะคันซิดีซาบงยังไม่ได้เว้ยพี่ก็มาเลยป่ะจะมันคิดแท้อ่ะสุดเรา9นาทีจาไปแม้ ကျွန်တော်လူတဦးတယောက်မှမရင်းနိုင်တော့တဲ့အတွက်ကြောင့်မလို့ပြားပေးပြီးတော့ပဲလမ်းဖွင့်ပေးလိုက်တယ်။သူကတောင်ကုန်းကနာမည်တစ်ခုလေးပဲဒါပေမဲ့အဲ့လိုမျိုးတကုန်းပြီးတော့ရှိုးရှိုးပြီးတော့နောက်တကုန်းအဲ့လိုမျိုးဖြစ်တဲ့အခါမှာကျွန်တော်တို့အရင်ခတ်တယ်။ပြီးတော့သူတို့ရဲ့အထက်ထက်ထက်ပုံမူကြီးတွေဘယ်လောက်ရုပ်မှလဲဆိုတာကိုဒီမှာဂျုံဦးသွားတဲ့ပုံမူကြီးတွေအတိမပါဘူး။အေးပါအေးပါ။မိုင်းဝင်းနေကြောက် ကိုလည်းအင်္ဂါဆုံးချီလည်းအင်္ဂါဆုံးချောလိုက်ရတဲ့ပြည်ရှိတယ်ဘယ်လိုပေါ့နောက်တစ်မျိုးလည်းမျောနေပြီဒီလေးကရွှေရတယ်ဒီကောင်လေးကကြောက်တယ်မိုက်တယ်ကွာဒီကောင်နေဖမ်းမိတဲ့အချိန်မှာဘယ်လိုပုံစံမျိုးကြီးလဲခုနကလည်းပြောတာတိုက်ပွဲထဲမှာလောကပုံစံနေနဲ့တူသေးရဲ့လားကျွန်တော်တီမှာပဲကြောက်တာပါဗျာဆိုတဲ့ကောင်ခင်ဗျားများပါဟိုနောက်ဆုံးကျွန်တော်တို့သူတို့ဖမ်းမိသွားပြီဆိုလို့ရှိရင် နောက်ဆုံးချိန်အထိကျွန်တော်ကိုခံပစ်နေတဲ့ကောင်ကျွန်တော်ဆိုတာလဲတက်ခွဲမှုဆိုတာချိန်မုံရင်းစစ်မှာပါတယ်။ခံပစ်နေတဲ့ကောင်ကသူကျွန်တော်ကိုပစ်တာကိုမြင်မြင်ရဲ့မြင်မြင်ခဲ့တယ်ကျွန်တော်ကဟဲ့မင်းဘာလို့အဲ့လောက်ကြီးပစ်တာလဲလက်နဲ့ချလိုက်ရင်ပြီးရောလို့ပြောတဲ့ကိစ္စကိုကျွန်တော်တနက်ကချမ်းဖြစ်နေတာတော့ဘာလို့သိရလဲကျွန်တော်မပစ်ပါဘူးလို့သူ့တနက်ကိုမိုးပေါ်ထောင်ဖို့တော့ဘရုံးဆိုပြီးရောဆောင်းရင်ကောင်းနေတဲ့လေအဲ့လိုလိမ့်တာငါတနက်ကငါတနက်ကဘာလို့ပြော ဟောအဲ့လိုလိမ့်တာအဲ့လိုဒေးလိမ့်တာပေါ့ဟာဒေးလိမ့်တာဒါပြီးလို့ရှိရင်တို့ကတို့ရဲ့အခက်တရားရှိလို့လည်းဒေးလိမ့်ရဟောတို့တို့ရမီရဲ့ချိန်ပေါ့ကျွန်တော်တက်ခွဲမှုပေါ့တို့ဘက်ကရင်ဆိုင်ရတာတရင်မှုပုံစံမျိုးသူရင်မှုပုံစံမျိုးရင်ဆိုင်ရတာဟွန်းဟွန်းတို့အယောက်20ကျော်လောက်ကိုကျွန်တော်တို့က90လောက်နဲ့တိတ်နေထင်ပြတာတကယ်တော့ကျွန်တော်က10ရောက်လောက်ပဲပါတာဟွန်းတို့ကတို့ကြောက်ပြီးပြေးရတယ်ခင်ဗျာ တကယ်ဖမ်းမိစင်မှာတို့ရဲ့တမဘူးကမေးတာခင်ဗျားတို့တဲ့အဲ့လိုကျွန်တော်တို့ရဲ့တမ point ပေါ့ဟိုစုံသုံးလို့ခေါ်မှာပေါ့စုံသုံးဝဲထားလိုက်ပါတော့စုံသုံးကိုဘလူဘလောက်နဲ့တင်တာကို90ကျော်လားဆိုဟုတ်ကူကိုကျွန်တော်အပါဝဲမှာ73ဟောပဲရှိတယ်အဲ့တော့ तू ကသူ့ရဲ့သူရင်းမှုလားဘာကောင်လားမြင်စဲပြီတွေးလာမင်းပြောတော့90ဆိုတဲ့အဖအဖခံရတဲ့အချိန်မှာကိုရန်နေဖြစ်နေတာသူတို့ရှိရင်ဖြစ်တော့ ဒီကောင်တွေငစားတွေပဲအဲအကြောင်းလို့ဒီကောင်တွေကပြောရလေအမြဲတမ်းတိလာဟိုစခန်းတစ်ခုကြာသွားပြီဆိုတာနဲ့တိလာဒါတရင်ထွက်လာပြီဆိုရင်အာ VDF တပ်ဖွဲ့တွေဒါအကြမ်းဖက်ဖွဲ့တွေကတာလွန်အင်အားနဲ့လာတိုက်လို့သူတို့ထွက်ပြေးရတာပါစခန်းကြာသွားဆိုပြီးပြောလာပါတော့အခုတော့လုံးဝလက်တွေ့ပဲလား73ယောက်နဲ့ပြင်းတာလားမောပြောချင်တာလေခွင်းထဲမှာ၁၀ရောက်၁၀ရောက်ထုတ်ပြီးတော့ကြီးစံရောက်တယောက်၃၀၀ပဲယူကြီးဆိုပြစ်ချင်သေးတယ် 哈哈哈哈哈哈！<laughs> 不知道他那部老师来啦？啊，那个那个周的。出来嘛，人家今天姑娘也叫叫了，讲你西装啊，等来就出来。出来，今天有个的，哎嘛，今天年轻人根本玩不太了。你讲人家出来出来啦，我们家我讲你等来就来，来来来。现在那些我们社会是玩面是玩面的，讲要体育得到那个体育队了，啊，今天我地人民到底。 လက်တွေ့ကွာမှာဟိုကြာလာရရှိရဘောနော်ပြီးရင်သူဘိုလ်လားအရာရှိပိုင်းလားသူတယောက်ထိသွားထိသွားချိန်မှာကောင်းကြီးဟာဘိုးကြီးကြာပြီဘိုးကြီးကြာရောက်နေဆွဲဆွဲဆွဲလို့အဲ့မှာဝိုင်းပြီးတော့လင်းကားတော့တက်ဆွဲရအဲ့ဒါသူ့ဘက်က1ထုလိုက်တာအဲ့ဒါကလည်းတော်တော်လေးသူ့အနေနဲ့ထိသွားဘောနော်အဲသူ့ဘိုးထင်တယ်ဗျဟိုစစ်ကြောင်းမှုထင်တာပဲစစ်ကြောင်းမှုကဒီသူ့ထိပြီးရဲ့နောက်ပိုင်းမှာစစ်ကြောင်းမှုထိသွားတယ်စစ်ကြောင်းမှုထိသွားကြတော့အဲသူ့ဟာဘောနော် တောင်သာမျိုးနဲ့ဝဲတော်စေးရုံကကြသူ့နဲ့ဟိုတော်တော်လေးနီးရပါတော့နီးရကြဒီစစ်ကြောင်းမှုသူတောင်သာစေးကိုပို့လိုက်တယ်ပို့ပြီးတော့ဟိုပေါ့တနာီ48မိနစ်လောက်မှာဒီကြောင်းတက်ခိုက်မှုစစ်ကြောင်းလည်းစစ်ကြောင်းမှုလည်းမရှိတော့ဗျမ်းမာပြီးဟူကြီးဒီပြအဲဒီဟိုတောင်ကောင်ပေါက်ရွာဟိုအကုန်လုံးဝင်ပြေးရသူရဒီဟူကြီးဒီပြအဲမှာဒီအဲ့ပြည့်ရဲ့ကောင်တွေပေါ့ကျွန်တော်ခုဖမ်းမိတာပြည့်ရဲ့ကောင်တွေဖမ်းမိရပေါ့နော်ပြီးရင်သူတေးရဲ့ကောင်တွေဒီစစ်ကြောင်းမှုကတော့ထုံးစံတိုင်းပဲဗျအရင်ပွဲရလို့ပဲစစ်ကြောင်းမှုကအရင်ခံရကြီးပဲ တိုင်ဝမ်မဖြစ်နိုင်ဘူးဖြစ်လိုက်ရင်စီချောင်းမှုယင်ပြီးရအဲ့လိုမြင်နေတာတကယ်ကကျွန်တော်စီချောင်းမှုမဲ့ဆိုမတည်ဘူးရယ်ဒီကောင်ဒီကွာကန်ဆိုတာဖြစ်လိုက်ရင်စီချောင်းမှုယင်တည်ရပဲအဲစီချောင်းမှုကိုတက်ဆွဲကောင်ဒီကဟာဘိုးကြီးတီသွားဆွဲဆွဲဆိုဝိုင်းဆွဲလင်းအောင်တော့တက်လာတက်လာကောင်ဒီကကျွန်တော်တို့ပြည်ကျွန်တော်တို့ကအိတ်တာကကောင်းသွားဘုံတော့ကျွန်တော်တိုက်ပြီးပုံမှန်နေရာယူထားရလေကျွန်တော်ကဗီတရားတားတာသွားသူကမြေပြင်မှာကိုကဟိုတိုက်ပေါ်ရပြရဆိုတော့ကိုမြေနေမှာဒီကောင်ကြီးကဟို ။ဟူပြေးဒီပြေးပေါ့နော်။ကြက်တိုက်တယ်၊ကြက်တိုက်ဟင်ကြက်တွေရှုံးလို့ပြေးတယ်။ဟူပြေးဒီပတ်ပြေးနေ။ခွေးတရားတော့အများကြီးပဲကျွန်တော်တို့လည်းမဟုတ်ကျွန်တော်တို့ကအများကြီးပြောတယ်ဆိုခွေးဘက်ကဒီကောင်းနေမဟုတ်ပါဘူးကွာ။ရှောက်ပြောနေတာဆိုလာအောင်။မြေပြန်းလူရဲ့အတီးဆုံးပြ။မြေပြန်းလူဆိုတာနဲ့ခုဒီထဲမှာပါတဲ့စစ်ချောင်းမဲမှာပါတဲ့သူ များသွားပြင်ဘူမတိပါမတိပြည်သူစစ်တေတေရများရဗျာပြည်သူစစ်တေရများဆိုကျွန်တော်ကသူကတေရလို့ဘလောက်လင်လင်ညောင်းမြို့ဘောကဒီဘောကျွန်တော်တို့ပကံညာဦးဘကပြန်လာသေးဟူမငုံးနေကြရဲ့ကျွန်တော်တို့လင်လို့မရဘူးဗျာဗျာဘလောက်လင်လင်ဟူကဘလို့ဘလို့ငုံးနေဘလို့ဘလို့ကိုကိုစီးပြန်ပြောပါဟဲ့လေကိုစစ်ကောင်စီဘက်ကနေပြီးတော့ကြလေကိုဟိုဟာအာဒီကောင်ကြီးကစစ်ကြောင်းနေဒီကောင်တကယ်မသေးပါဘူးကွာဆိုဘလောက်ပဲလင်လင်ဟိုသူကစစ်ကြောင်းကပြန်မြောက်သေးဘူးဗျာဟိုသတင်းတွေကြားပြီးတော့ဒီပြည်သူစစ်တွေပဲမိပါရေပေါ့နော်ညောင်းမြို့ဘောကမိပါရေက သူသားသေးပြီဆိုပြီးငုံနေကြတယ်တကယ်လည်းသေးရရအများကြီးပဲဒါပေမဲ့ तू ဘယ်တော့လိန်လိန်ကျွန်တော်တို့လိန်လို့မရဘူးဘာလို့တော့မိဘအရာဟူမှာအိမ်မှာငုံနေဒါဟုတ် तू ကမသေးပါဘူးညင်းနေအောင်ရှိတော့ဟိုယောက်ျားချင်းတိုက်တာကိုမြေပြင်မှာတိုက်လို့ရတက်စိတ်ရှိလိန်ကြီးနဲ့ဟောယောက်ျားချင်းတိုက်တာ तू ကယောက်ျားမကျွန်တော်အရင်တော့စိန်ခေါ်တာယောက်ျားမှန်မြေပြင်လာခဲ့ဝင်းဝင်းမလာခဲ့မြေပြင်အောင်အချိန်မျိုးစိန်ခေါ်ပြီလားခုက तू ကလိန်ရင်ထက်လာဆိုယောက်ျားမဟုတ်ဘူးနဲ့တူတယ်ဒီကော